ကောင်မလေးရဲ့ချက်အောက်ကရေခဲပင်ဟာအက်ကွဲလာပါတော့တယ်။သူမရဲ့အကူကြီးကမလွတ်ဖို့တတိပေးပါတယ်။သူမကိုကေတင်ဖို့ကြိုးစားလိုက်တဲ့အခါရေခဲပင်ကပူပြီးအက်ကွဲလာပါတယ်။အန်ဒီရဲ့များလာလာကူမိနေအခါအကူကညမစီကိုတွားဖို့သူ့ခြေနှန်းလေးကိုမြန်စေဖို့မှလွယ်ပြီးတခါရွေးချင်စရာမရှိတော့ပါဘူး။သူနာကတက်တာတို့ချောင်းကိုကောက်ယူလိုက်ပြီးညမကိုနောက်ကိုဆွဲထုတ်လိုက်ပါတယ်။ညီမဖြစ်သူကိုကဲတင်လိုက်လိုက်ပြီမြင့်သူကတော့အေးကန်းနေတဲ့ရေကန်တဲကိုပြုတ်ကြောက်ထွားခဲ့ပါတယ်။အဲ့ဒီချိန်မှာသူရုတ်တရက်လက်နိုးထွားပါတယ်။ သူဟာသူ့ရဲ့အတိတ်ဘဝကိုမြင်လိုက်ရတာဖြစ်ပါတယ်။အကွင်းနေတဲ့လန်ဒန်ကိုပြန်ပြင်းပြီးရနောက်မှာတော့ပုံပြင်တွေကိုယုံကြည်နေတဲ့နောက်ဆုံးကလေးကိုရှောက်ဖွေပါတယ်။ကောင်လေးဟာလက်လျှော့တော့မလုပ်ဖြစ်နေတော့ပတင်းပေါ်မှာနင်းပုံစံကြီးထက်ပေါ်လာတာကိုသတိထားမိလိုက်ပါတယ်။ Easter ဥတွေနဲ့ယုံပုံတွေပါရှိနေပါတယ်။မင်းသားကယုံပုံကိုအပြင်းမှာအမှန်တကယ်ပေါ်လာအောင်မော်နဲ့ဖန်တီးလိုက်ပါတယ်။ကလေးကိုပြုတ်ရွှေအောင်လုပ်ပြီးတဲ့နောက်မှာယုံကပောက်ွယ်ပြီးနင်းပွင့်တွေအထိပြောင်းလဲတော့ပါတယ်။အခန်းထဲမှာကြောင်နေတာနင်းတွေကိုကြည့်ရင်ကောင်လေးဟာရေခဲမင်းသားကိုမြင်လိုက်ရပါတယ်။သူ့ကိုမြင်နိုင်တဲ့သူတယောက်ထွက်ရှိလာတာကြောင့်မင်းသားဟာပြုတ်ရွှေလာပါတယ်။အုတ်ထင်းသူတွေအားလုံးဟာတရားရောက်နေပြီးအိမ်မက်ဆိုပြီးရင်ကနီးကပ်လာနေပါတယ်။ ကွန်မြူနတီကိုယုံကြည်နေသေးတဲ့ဒီနောက်ဆုံးကလေးကိုဖယ်ရှားပစ်မယ်လို့ပြောလိုက်ပါတယ်။မင်းသားဟာနောက်ဆုတ်ဖို့ညင်းဆန်ပြီးသူ့ရဲ့မော်ပညာကိုအတုံးပြုကလမ်းမပေါ်မှာရေခဲလမ်းကြောင်းရှည်ကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ကောင်လေးပျော်ရွှင်နေတာကိုမြင်တဲ့အခါတခြားကလေးတွေကလည်းမင်းသားကိုကူညီဖို့အဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ကလေးတစုတည်းနဲ့တော့အိမ်မဆိုးပြင်းနဲ့သူ့ရဲ့စစ်တပ်ကိုရှင်ဖို့မဖြစ်နိုင်ပါဘူး။လူတိုင်းကဒီမင်းကွင်းကြောင့်ထိတ်လန့်သွားကြပါတယ်။မင်းသားကရက်တီပြီးသူတို့အားလုံးကိုကာကွယ်ပေးနေပါတယ်။ အိမ်မဆိုးဘရင်ရဲ့စစ်တပ်တစ်ခုလုံးကတိုက်ခိုက်မှုကိုစတင်ပြီးအုတ်ချင်းသူများမဟာမိတ်ဖွဲ့ကိုဖမ်းဆီးဖို့ပြင်ဆင်ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ခလီဒီအားလုံးရှေ့ကိုတက်လာကြပြီးမင်းသားရဲ့ရှေ့မှာနေရာယူလိုက်ကြတယ်။သူအကျော်ပထမဆုံးတိုက်ခိုက်မှုကိုခံယူဖို့ဆုံးဖြတ်ထားကြတာပါ။မထင်မှတ်ပဲတိုက်ခိုက်မှုဟာခလီတွေကိုထိလိုက်တဲ့အချိန်မှာပဲအိမ်မဆိုးဘရင်ဟာဒီအချိန်ကိုအရန်ဂိယူပြူနေခဲ့ပေမယ့်တိုက်ခိုက်မှုဟာချက်ချင်းပဲတောက်ပပြီးရောင်ကြီးဖြားတဲ့ရွှေရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ ကျောင်းလန်တကြားဖြစ်သွားတဲ့အိမ်မဆိုးဘရင်ကသူ့ရဲ့စစ်တပ်တခုလုံးကိုနောက်ဆုံးတိုက်ခိုက်မှုအတွက်အရေးတကြီးခေါ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကလေးရွေရဲ့ပုံပြင်ပေါ်ယုံကြည်မှုပြန်လည်ရရှိလာတဲ့အတွက်ခွန်အားတွေပြန်ပြည့်လာတဲ့အုတ်ထင်းသူများဟာသူတို့ရဲ့မွတ်ဆွမ်းအားတွေအားလုံးကိုအပြစ်အဝါပြန်လည်ရရှိနေပါပြီ။သူအားနဲ့ချက်ရှိနေပြီဆိုတာသိလိုက်တဲ့အခါအိမ်မဆိုးဘရင်ကအမောင်တူတွေကိုပေါင်းစည်းဝင်ရောက်သွားပြီးတခြားသူတွေကိုအာယုံလွဲဖို့ကြိုးစားပါတယ်။ပြီးတော့ရုတ်တရက်မြင်းသားတဲ့နောက်ကနေပြန်ပေါ်လာပြီးသူ့ကိုရိုက်ချဖို့ရည်ရွယ်လိုက်ပါတယ်။ချွေရောင်ကျိုးတစ်ခုနဲ့ထုတ်လိုက်ပြီးအိမ်မဆိုးဘရင်ကိုလွန့်စင်သွားစီပါတယ်။ချွေရောင်ဆွဲရင်တွေအားလုံးစုဝေးလာပြီးအဲ့ဒီအလင်းရောင်ထဲမှာတဲလူသားဟာပြန်လည်မွေးဖွားလာပါတယ်။ တဲလူသားကအိမ်မက်စိုးဘီရင်ကိုဆွဲယူပြီးအားပြင်းနဲ့လက်သီးချက်တစ်ချက်နဲ့လွင့်စင်သွားစေပါတယ်။ကလေးလေးကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတဲလူသားဟာအိမ်မက်စိုးဘီရင်ကိုတတိလက်မိုးမိတ်သွားတဲ့အထိလင်းပြန်စွာထိုးနှက်လိုက်ပြီးအောက်ထင်းသူများမဟာမိတ်အခွိုက်နဲ့အတူရှုံးနေခြင်းကနေအောင်ပွဲစီသို့ပြောင်းလဲပစ်လိုက်ပါတယ်။အိမ်မက်ရဲ့တင်ကြတာထိတဲ့ရွှေရောင်အဆက်အပြောက်လေးတွေတစ်ခုပြီးတစ်ခုတောက်ပါလာပါတော့တယ်။နောက်ဆုံးမှာတော့အိမ်မက်စိုးဘီရင်နိုးလာပြီးမိတ်မသူ့ကိုမှမချင်းချောက်နိုင်တော့ပါဘူး။ကလေးလေးကသူ့ရဲ့ကြောက်ရွံ့မှုတွေကိုအောင်နိုင်ပြီးသားဖြစ်နေတဲ့အတွက်သူ့ကိုမမြင်နိုင်တော့ပါဘူး။နောက်ဆုံးမှာသူ့ရဲ့ကြောက်ရွံ့မှုတွေကြောင့်ပဲကိုကိုကိုဖြစ်စည်းခံလိုက်ရပါတော့တယ်။